တိလနဲ့ဘာဝနာဘာကွာခြားတယ်လဲလို့ဆိုရင်တိလဆိုဒီမှာခံယူဆောက်တည်ပြီးတဲ့နောက်တတိယသည်ဖြစ်စေမတိတတိမယသည်ဖြစ်စေချိုးဖောက်ကျွလွန်ခြင်းမရှိသေးသမျှတိလဟာပြည့်စုံနေတယ်လို့ဒီလိုပြောရတာနော်တိလဆိုတာဆောက်တည်တဲ့အခိုက်မှာတမာဒါနစေရနာလို့ခေါ်တယ် ဆောက်တည်နေတဲ့အချိန်မှာတမာဒါနစေရနာတွေဖြစ်နေဆောက်တည်ထားတဲ့အချိန်ကနေစပြီးတော့မချိုးမပေါက်ခြင်းကိုယ်တဏ္ဍာမှာသီလရှိနေတယ်လို့ဒီလိုပြောရဝစီကံနဲ့ကာယကံကာယကံဝစီကံဒီတစ်ခုကိုထိမ့်သိဆောက်ရှောက်တာသီလလို့ခေါ်မနောကံအဖြစ်စိတ်ထဲမှာအကုသိုလ်တွေဖြစ်ပေမဲ့လို့ ဒီသီလဟာမထိကြိုက်ဘူးမကြိုးဘူးမပေါ့ဘူးလို့ဒီလိုပြောတာသီလသီလဆိုတာကာယကံနဲ့ဝစီကံဒီနှစ်ခုထိနေအပြောကိုထိနေအလုတ်ကိုထိနေပြောတဲ့အခါမှာကန့်တတ်ထားတဲ့စီကံရဲ့ဘောင်ကိုမလွန်မဲနဲ့ပြောတယ်ကန့်တတ်ထားတဲ့စီကံဘောင်ဆိုတာပြောပြီဆိုရင်လိမ်မပြောရဘူးမှန်တာပဲပြောမယ်နော် ခုံးမတိုက်ရဘူးတဦးနဲ့တဦးညီညွတ်ဆိတ်ဆအောင်သာပြောရကျန်းတန်းစွာဆေးတိုင်းထွာခြင်းကျန်းတန်းတဲ့စကားမျိုးမပြောရဘူးရင်ကျေးသိမ်မွေးစွာပြောရအကျိုးမဲ့တရားလက်လွတ်စကားမျိုးမပြောရဘူးကျိုးရှိတဲ့စကားကိုပြောတယ်ဒါနှုတ်ကိုစိကန်းချက်ထားတာအဲ့ဒီစိကန်းချက်တွေမဖောက်သေးသမျှကာလပတ်လုံး နှုတ်နဲ့ပတ်သက်တဲ့ခွေချင်းသီလာတွေဟာပြည့်စုံနေတယ်လို့ဒီလိုပြောတာတခါဆောက်တည်ထားပြီးမချိုးမဖောက်သေးသမျှပြည့်စုံနေတယ်ကိုမှုနဲ့ပတ်သက်လာတဲ့အခါကျတော့ကိုရီးလျောက်တတဝရကောင်ရဲ့အသက်ကိုတတ်ဖြတ်ကျူးလွန်မှုမပြုတ်လို့ဖူရှောင်းခြင်းနဲ့တတဝအပေါ်မှာတဏှာငဲ့ညာမှုရှိတယ်လို့ တပ်ဖြတ်ကျူးလွန်မှုမပြုလုပ်သေးသမျှကာလပတ်လုံးဒီသီလပြည့်စုံနေအရိဏဒါနသူများပစ္စည်းကိုမခိုးမဝဲ့ဘူးပေးတာကန်းနာဝန်သာယူတယ်စင်စင်ကြဲကြဲရိုးရိုးသားသားနေတယ်ဆိုသမျှဒီသီလစောင့်တည်ထားတဲ့အချိန်ကစပြည့်စုံနေတယ်ရှစ်ပါးနဲ့ဆိုရင်အပြတ်မစရိယမမြင့်မြတ်တဲ့မေရုံကျင့်မျိုးမကျင့်ဘူးမေရုံနဲ့ဝေးကွာစွာ စင်ကြတန်ရှင်းစွာနေထိုင်တယ်လို့ဒီဟာမကျွလွန်သေးသမျှကာလပတ်လုံးဒီတိလပြည့်စုံနေသေးတယ်အဲ့တော့ကာယကံနဲ့ဝစီကံဒီနှစ်ခုကစီကံချက်ထိမ့်သိမ့်ပြီးတော့စောင်းတစ်ခါစောင်းလျှောက်ပြီးတော့မကျွလွန်သေးသမျှကာလပတ်လုံးกายกรรมยอกอุสิกรรมยอกไม่จุ่นล่นได้เถอะเนี่ยกาลปันลุทีตีละดีชื่อนี่เด้ลูกดูโลပြောလို့ရတယ် ေးဘာဝနာဆိုတာကြတော့စောင့်တည်ထားရုံနဲ့မရဘူးဘာဝနာဆိုတာစိတ်แท้ကိုဖြစ်အောင်လုပ်နေရဖြစ်ပြီးတော့လည်းပဲတိုးပွားအောင်လုပ်ရအဲ့ဒါလို့မလုပ်ဘူးစိတ်แท้ကတွေးချင်ရတယ်တွေးနေမယ်ကြမ်းချင်ရတယ်ကြမ်းနေမယ်ဆိုလို့ရှိရင်ဘာဝနာမဖြစ်ဘူး ဲ့တော့တိလန်းနဲ့ဘာဝနာအမတမကွဲပြားခြားနားတယ်ဘာဝနာဆိုတာစိတ်လုပ်ငန်းတစ်ခုပဲစိတ်ရဲ့အလုပ်တစ်ခုစိတ်ထဲမှာကောင်းတဲ့တဘာဝတရားဖြစ်ပေါ်နေစေရဥပမာမေတ္တာဆိုလို့ရှိရင်တရဝါဆိုတဲ့အာယုံပေါ်မှာမုန်တီချင်းခင်းတဲ့အာရောဒာဆိုတဲ့မေတ္တာတရားတွေဟာစင်စစ်မပြတ် ဖြစ်နေရမယ်တွတ်တက်များပြားလာအောင်ကြိုးစားရမယ်အဲ့ဒီလိုဖြစ်နေတဲ့အခိုက်မှသာလည်းဘာဝနာလို့ခေါ်လို့ရတယ်တခါလေးတွင်မေတ္တာပို့ပြီးတော့ရပ်ထားမယ်ဆိုလို့ရှိရင်ဒီဘာဝနာဆိုတာဖြစ်နေတယ်လို့ပြောလို့မရနော်တိလဆိုတာစောင့်တည်ထားပြီးတော့မကျွလွန်နေသမျှရှိတယ်လို့ပြောရပေမယ်ဘာဝနာကြတော့ပွားနေမှဘာဝနာဖြစ်တယ်မနောကံ ဖြစ်ပွားနေမှာကိုယ်တဏ္ဏမှာဒီစိတ်တွေဒလဆဖြစ်နေတခြားစိတ်ဖြစ်ထားတဲ့တပြိုင်တည်းရက်အဲကြောင့်မို့ဒီကိုဘသီလကိုဘသီလလို့ဆောက်တည်ပြီးတော့ဘုရားဘာသာဝင်သူတော်စင်နေဟာမေတ္တာသဟဂတိနစေတသသဗ္ဗပါဏဗုဒေတုပြိတ္တဝဝိဟရဏံတမာတိယမိလို့သီလနဲ့လျှော့အောင် ရှေးဆရာတော်တွေကစီမံထားခဲ့တဲ့စကလုံးလေးကိုဆိုးလိုက်ပြီးတော့မေတ္တာမပို့ပဲနဲ့မေတ္တာမပွားပဲနဲ့နေလို့ရှိရင်တော့ကိုးပါးဖြစ်ဖို့ခဲရင်လိမ့်မယ်ပေါ့။စောင့်တည်ထားတဲ့သီလကသီလပဲရှိတယ်။ဘာဝနာမပွားပဲနဲ့နေတဲ့အချိန်တွေများသွားလို့ရှိရင်အဲ့ဒီအချိန်တွေမှာ၈ပါးပဲဖြစ်မယ်ကိုးပါးဖြစ်။ဘာဝနာဆိုတာစောင့်တည်ထားရုံနဲ့မရဘူး။လက်တွေ့ စိတ်ထဲမှာဖြစ်နေမှရတယ်လို့ဆိုတာတော့ဒါတတိချက်ဆရာကောင်းတဲ့အရာတစ်ခုပေါ့နော်